တကွေကွေကနေဒီနေ့မှာတော့တင်ပြူလမ်းမပေါ်မဟာဗန္ဓုလလမ်းနဲ့ကုံတယ်လမ်းကြားမှာရှိတဲ့စိန်ပေါ်အကင်ဆိုင်ကိုခေါ်သွားမှာဖြစ်ပါတယ်။ Street food အကင်ဆိုင်ဒီထဲမှာမှမျိုးစားစုံလင်ပြီးတော့ဈေးရလည်းတက်တာရယ်အရသာလည်းတကယ်ကောင်းပါတယ်။ဒီဆိုင်လေးဟာဖွင့်တဲ့နှစ်ပေါင်းလည်းတော်ကြာခဲ့ပါပြီ။အရင်တော့တော့တင်ပြူလမ်းမပေါ်ဘူရောင်6ကျောင်းရဲ့ဘောလုံးကွင်းဘေးမှာဖွင့်ခဲ့တာပါ။ဘိုးကရုပ်တရက်ဖြတ်ပြီးပြန်။ဒါကလူကြီးလေးယောက်ကလေးနှစ်ယောက်စားတာပါ။ ီဒီယိုထဲမှာပါသလိုငားခင်တကောင်ရဲ့ချက်ပေါင်းနှစ်ချောင်းရဲ့အခြားခင်နေအစုံရဲ့ချက်ချီတော်ဟင်းရဲ့ဝဲရဲ့အေးတပူးရဲ့အားလုံးကို4,950ကျပါတယ်။သူ့ရဲ့အချိန်ကတော့ပြင်းနှစ်တဲ့မကြီးချင်ပါကျွန်တော်ဒီဆိုင်ကိုဒီကူတကသွားစားတဲ့အကြောင်းရင်းဟာဒီဆိုင်ကချက်စီဘူးခင်နဲ့ချက်ပေါင်းခင်ကြောင်းပါကျွန်တော်ဒီဆိုင်ရောက်ရင်မစားမဖြစ်စားရဲ့အခင်နေပေါ့သူ့ချက်စီဘူးကဘယ်ဆိုင်နဲ့မှမတူဘူးချက်ရေခွန်ရဲ့ကျွရမှုကလည်းရန်ကိုရတာရှိပါတယ် သူ့ရဲ့အသားနှက်တဲ့တွေမှာပြားရည်ပါလောက်မယ်။သူ့ရဲ့စီအနှစ်နဲ့တုတ်ပြီးကင်ထားတော့မှုမွေးလေးနဲ့စားလို့အရန်ကောင်းတယ်။ဒီအကင်ကိုစားဖို့ရတဲ့သူစီဝူးကင်ကိုကြိုက်တဲ့သူဆိုရင်တော့ကျွန်တော်ဘာလို့ဆိုလိုလဲဆိုတာကိုနားလည်မှာပါ။တူးတဲ့ပိုင်းလေးတွေတော့ပါတယ်လို့ဖယ်စားစီချင်ပါတယ်။ကြက်ပေါင်ကင်ကလည်းထုံနီးလကောင်းပါပဲ။သူ့ရဲ့နားကင်က ဖက်ဖယ်ရွယ်နေနေပြီးစားလာပြီးငါးအတွင်းထဲမှာအစာတွတ်ပြီးတော့အပြင်ပိုင်းကိုသူ့ရဲ့ signature လို့ပြောလို့ရတဲ့စီမီတုတ်ပြီးတော့กินတာမျိုးပါ SNU ကရေကျော်ပွိုင်းအခင်နဲ့သူ့နဲ့ပဲသုံးတတ်ပါတယ်ဟင်းကြီးရဲ့အကြီးကတော့ကျဲတယ်အခင်စားရင်တော့ရင်တော့ green ရှင်တယ်ချက်ချီတော့ကတော့နူးပါတယ် ားခင်တွေကတော့ထူးခြားမှုမရှိလို့မညွန်းတော့ပါဘူး။ ီဆိုင်အားနည်းချက်ကတော့ညာဘက်ဆိုရင်မှောင်နေပြီးတော့ဆွေးဖူးအကင်ဆိုင်ဖြစ်တဲ့အတွက်တန်ရှင်းမှုအပိုင်းလေးတွေနည်းနည်းအားနည်းရလေးရှိရပါတော့။မိုးရမ်းသိရင်လည်းအမိုးထဲမှာနေပြီမဲ့မိုးဆင်ပြီးတော့အဆင်မပြေဖြစ်တတ်ပါရဲ့။ဥပမာထိုင်ကုန်နေရေဆိုးနေရအစားတောက်တွေရေဆင်တာမျိုးပေါ့။ဘတ်ဂျက်လည်း save ဖြစ်ခြင်းနဲ့ free food အကင်ကောင်းကောင်းအောင်စားခြင်းနဲ့ဆိုရင်တော့ design ကို recommend ပေးပါတယ်။ The Queen Queen.